ဟင်းဒရာတက္ကသိုလ်အနီးကချစ်သူလန်းကြားပေးလယ်ကွင်းထဲမှာလွန်ခဲ့တဲ့နှစ်လလောက်ကတေဆုံနေလို့ခန့်မှန်းရတဲ့အလောင်းတလောင်းဒူဖော်တွေ့ရှိခဲ့ပါတယ်။ဆိုရသတင်းပေးပို့ထားတာပါရှင်။မက်စလာ3ရက်နေ့မနေ့မှာရတက်ဖွဲ့ဝင်တွေအပြင်သက်ဆိုင်ရာတာဝန်ရှိသူတွေကအပုံနဲ့ရတဲ့မပန်းကင်းထဲမှာဒူဖော်ရင်အလောင်းတလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။အပုံနဲ့ရလို့မတင်ကားစရာဖြစ်နေတဲ့အနေအထားကိုမပက်ကင်းပိုင်ရှင်ကတက်ဆိုင်ရာအစင်းစင်းကိုအတိပေးတိုင်ကြပြီးအခုလိုစတင်တူဖို့ခဲ့ကြတာပါအဲဆယ်နှစ်ခွဲလောက်မှာ ဒီရားကောက်ထားလားအကြောင်းကြားတော့သူ့လဲခွင်းထဲမှာဘလောက်မှုထားလို့ထင်တယ်ခုရကြားလို့မလို့ခေါင်းပေါ်နေကိုလာကြည့်ပြီးပါပြောကျွန်တော်တရားသူဖွဲ့ဖဲဆောင်ဖွဲ့ဖဲရတဲ့ဖုံဖဲမိလို့မလို့လာဖွဲ့ခေါင်းပေါ်ရစစ်စစ်တော့ရှိတယ် တွေ့ရှိရတဲ့အနေအထားအရအသက်လက်ပိုင်းမျိုးသားတူရဲ့ရုပ်အလောင်းဖြစ်ပြီးလွန်ခဲ့တဲ့2လကျော်ကံကမြုပ်ထားခဲ့တာဖြစ်တယ်လို့ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတူက DBB ကိုဖြေကြားခဲ့ပါတယ်။ကျောင်းကလည်းဒီအယူကတော်တော်ကြီးကျတယ်။ဒီကတော့ခေါင်းမှာတော့တန်ရာမရှိဘူး။ခြားနေရာမှာရှိနိုင်တာပေါ့။အဲ့ဒါတွေတော့ကျွန်တော်ပြန်တိုင်မရအောင်ပါလေ။ဟိုကင်းစရာဝင်ကြီးကိုဆေးဝင်နေတယ်လေ။ပြန်တိုင်ပြီးတော့မှပဲ။အတိအကျပြန်ပြီးတော့သူတို့ပြန်ရေးပြပါ့။ မွေရသည့်အပြီးမပဲရသည့်ပဲနှုတ်ထိန်ကာလအတွင်းမပဲကွင်းတွေအတွင်းမှာပဲနှုတ်သူတွေကလည်းဒီရပိုင်းအတွင်းအပုံနဲ့တွေရနေခဲ့တယ်လို့ပြောပါတယ်။အေးနာနာတော့နာနေမှာမဟုတ်နာနာတော့နာနေတို့ကတော့ဒီဂါဘာညာရဲ့လို့တော့မဟုတ်ဘူးပေါ့နော်အဲအကောင်တကောင်ကကိုင်းနေတာမျိုးလို့ဘာလို့ဒါတွေတော့မတွေးမိဘူးပေါ့ရွာသာကုန်းကျေးရွာအုပ်စုအပိုင်ထဲမှာရှိနေတဲ့ဒီချစ်သူလမ်းကျနေရဟာဟင်္ဒရာတက္ကသိုလ်နဲ့ချမ်းစီယိုကက်လျက်မှာရှိနေပြီးလမ်းမီတိုင်တွေမှာရှိတာဟာဒုစရိုက်မှုတွေကိုအလွယ်တကူဖြစ်ပေါ်စေတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်အဲဒီလမ်းလေးကတော့ ူးဆိုင်မှုဆိုတာကတော့သူသဖြင့်တော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဒါအမှောင်ဒီမှာလမ်းပြီးတို့ပါလို့ရှိတယ်လမ်းလေးတော့ကောင်းတယ်သူ့တော်ညာလဲဒီလမ်းမှာမီးတို့ပါလို့တက်စစ်မီးတို့ပါလို့ရှိတဲ့ကောင်ဟိုဒူးဆိုင်သမားကြီးကိုအောင်လို့လည်းကူတာပေါ့ဒီလိုပဲပြောဒီနေ့ဖြစ်စဉ်မှာတည်ဆုံသူမြည်သူမြဝါဆိုတာသိရှိခြင်းမရှိသေးပဲစုံစမ်းစစ်ဆေးသေးဖြစ်တယ်လို့သိရှိရပါတယ်အခုအလောင်းတုပေါ်ရရှိခဲ့တဲ့ချစ်သူလမ်းကြားတွင်မှာလွန်ခဲ့တဲ့နှစ်နှစ်2023ခုနှစ်အတွင်းကနှလောင်းပြိုင်လူတက်မှုတစ်ခုဖြစ်ပွားခဲ့ဘူးပါတယ်ကျွန်တော်ဆိုရပါ